လူသမားတွေထံကိုလူမြတ်ကျော်ကဓမ္မစကားပါပါလေမင်းတို့ကိုမြတ်ကျော်မင်းတို့ကြိုက်ချင်ကြိုက်ချင်ကြိုက်ချင်အတူရှိပါလောကမှာတိုက်ပွဲလောကမှာတပိတ်အလုံးတမားတွေရဲ့တင့်တင့်နဲ့လောကလာစာလောကမှာရေကုန်တိတ်ခါတိုင်းပြည်ရဲ့စစ်အာဏာမတရားသိမ်းမှုအောက်မှာမိအင်းနှခါနာသလို့ ကိုတိုင်းပြည်ရဲ့နေပြီးကိုကြုံပြန်ခံရတဲ့မအလုံးတမာဒုက္ခဘလူရက်တည်ပေးနေတယ်ဘလူကာွယ်ပေးနေတယ်ချိန်ဘနစိန်တပိတ်စမောက်လောကကတူတောင်းတာတန်ရာတန်ချင်းဓမင်းဝါဖို့တော့ဓမင်းလေးနတ်မှန်မှုတော့အဲ့တော့ဒီကနေ့ဆန္ဒပြနေတဲ့အလုံးတမာ6000ကျော်6000ချိန်လိုပဲ နိုင်ချွေးပြီးတော့ဝါတရားဆက်မှုဆောင်က true guarding ဆိုတဲ့ကော်စီစိတ်လုံမကောင်းဆောင်တွေကိုဖန်စီထားလို့အလုတ်ထုတ်ပစ်လို့ sorry အလုတ်ထုတ်ပစ်လို့ဒီနေ့လုံမတရားကြောတပိတ်မှောင်နေကြတယ်ဆိုတော့ဒီလုံမထောင်နဲ့တောင်းနဲ့ချီရဲ့အလုံမတွေရဲ့နိုင်ငံတော်ကပမာသူတို့ကိုကူညီမဲ့သူတို့ကိုဖိမမဲ့ အုတ်ချုပ်သူအစိုးရတွေကဘသူတွေလဲသူတို့ကြိုက်နေတက်ခဲ့တဲ့အမှုပညာရှင်တွေဆိုင်ဆိုင်ခံလိုက်လို့ဖြူဖြူထွေးတော့အဆရှိတာပေါ့ဗျာသူတို့ကြိုက်နေတက်ခဲ့တဲ့တုတ်သိကြိုက်ခဲ့တဲ့အမှုပညာရှင်တွေကရောသူတို့ဓမင်းဝါကြီးတိုက်ပွဲမှာပါဝင်ကူညီနေသလားအတန်လေးတစ်ဆက်ထွက်သလားလူသမားတွေထံကိုလူမြတ်ကျော်ကမှာစကားပါပါတယ်မင်းတို့ကိုမြတ်ကျော် မင်းတို့ကြိုက်ချင်ကြိုက်ကြိုက်ချင်နေအတူရှိပါတယ်အလုသမားတိုက်ပွဲအလုသမားတပိတ်အလုသမားတွေရဲ့တင့်တင့်တဲ့လောက်ခလာစာအလုသမားတွေရဲ့ဂုံတိတ်ခါတိုင်းပြည်ရဲ့စစ်အာဏာမတရားသိမ်းမှုအောက်မှာမီးအနှခါနာတယ်လို့ကိုတိုင်းပြည်ရဲ့နေပြီးကိုကြုံပြန်ခံရတဲ့မြမအလုံတမာဒုကိုဘသူယက်တီပေးနေတယ်လေဘသူကာွယ်ပေးနေတယ်ဒီနေ့မှာ ချမ်းကြီးအလုံသမားတပိတ်ကိုစလရီရဲ့တောင်းဆိုမှုစာချုပ်ချုပ်နိုင်ခဲ့တော့လေ1500ပဲရတယ်မကြည့်နဲ့ဘူးတနေ့1500တဲ့ခုနထရုဂါရင်းအလုံသမားဆက်ယုံကတနေ့6800တဲ့ဒေါ်လာနဲ့ညမာဝင်နဲ့တွက်ကြည့်ကြပါဦးထိုင်းဘတ်နဲ့တွက်ကြည့်ကြပါဦးတော့ကို3သိန်း2သိန်းမပြည့်တဲ့ပတ်စံတွေလေဓမီလေးဝါယုံရှင်တန်နေရတဲ့ ညီမကြီးစမှုစုံတွေတဲကအလုံးသမားတွေဟာလက်ယုံတွေဆက်တန်းဖို့အချိန်ရောက်ပြီအနေဆုံးလောက်ကလစာ2000တက်မှတ်ရပြီအနေဆုံးလောက်ကလစာ2000မှလူတူဟာကျမကြီးတာရင်နာရင်ထမင်းစာရင်အခန်းကအိမ်လစာအစရှိရာတွေရက်တီရှင်တန်နိုင်မှာ ဖြစ်ပါတယ်နိုင်တရားမှာရှိပြီးသားမှာတောင်းတကုံးမှာတကုံးစိတ်ကမ်းမှာ ရင်းနှီးမြေအလုတ်သမားဘဝတုန်းကအင်္ဂလိပ်ခေတ်ကလေမှတ်မိလားဆယ်ပြည်လောက်ရှိတဲ့အခန်းချင်းလေးထဲမှာဖောင်စည်းရေငတ်နေကြရဲဆိုတဲ့ရင်းနှီးမြေအလုတ်သမားတို့ရဲ့ဘဝမှတ်မိကြလားအခုရန်ကုန်မြို့ကြီးထဲမှာအလုတ်လုံရင်ထမင်းငတ်နေကြတဲ့အလုတ်သမားဒုရီဟာလိုင်တရာတကုံစေကန်းတောင်တကုံရွှေပြည်သားအဆရှိတဲ့စင်ကြေဘုံမြို့နယ်တွေမှာ ရှစ်ပေတော်မပြည့်တဲ့အခန်းချင်းလေးထဲမှာအလုံးလုံးကြီးထမင်းငတ်နေကြရတာဒီကြတဲ့အဲ့ဒီအဆောင် အခန်းတွေမှာစစ်မှုမထမ်းရအောင်အုတ်ချုပ်ရေးမှုတန်းဆက်ကြီးပေးရသေးတာတွေလည်းရှိတယ်လို့ဟိုဒီနေ့ကရွှေပြည်သားမှာအသက်20နှစ်အရွယ်ဂျပန်သွားမဲ့အမျိုးသမီးတယောက်အုပ်စုဖွဲ့မရင်းချင်းခံရပြီး၃ပိုင်းပိုင်းအသက်ခံခဲ့ရတယ်။ဘာကာကွယ်မှုဥပဒေရဲ့စောင့်ရှောက်မှုမှလည်းမရှိဘူး။အဲ့တော့ လူရင်းကိုပြောကြရအောင်။ချိုင်းဤဘနက်ဆက်ယုံဟာအဲ့ဒီနဲ့ဖနက်တွေကိုချုပ်နေတယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့ဒီနဲ့ဟာကဘာကျော်အမှတ်တရစိတ်တစ်ခုဖြစ်တဲ့ဖနက်ကြီးဖြစ်ပါတယ်။အဲ့ဒီနဲ့ဖနက်ကိုစီးနေတဲ့ကဘာကျော်ဘောလုံးသမားကြီးများကဘာကျော်အဆိုတော်ကြီးများမစီတို့ဘာလို့ပေါ့ဗျာ။ကဘာကျော်ပုပ်ကိုကြီးများကြီးခမရုံချိုင်းဤကတရုတ်တရုတ်နိုင်ငံပိုင်ချိုင်းဤကထုတ်တဲ့အဲ့ဒီနဲ့ဖနက်တွေများစီးမိနေသလား။ စီမင်းနေရင်ခမားလို့အင်မတန်ရှက်ဖို့ကောင်းပါလေအဲ့ဒါဟာကျွန်တော်တို့ညီမအလုံးသမားတွေရဲ့ခေါင်းပုံဖြတ်ခံရတဲ့အချိန်ဒီကနေချုပ်လုံထားတဲ့ချုပ်ယိုးချုပ်သားတွေပါဗျာတစ်ချက်တော့ညီမပြည်သူလူလူကိုငဲကြည့်ပေးပါကဘာတော်ကြီးများဒီဘက်နဲ့စီးနေကြလားအက်ဒီတန်ကုမ္ပဏီကဟောဒီချမ်းကြီးဖနက်ဆက်ယုံကိုခင်ဗျားတို့ order ပေးထားတယ်ဖနက်အပ်ထားတယ်ဆိုရင်တော့ ခမရိုအဲ့ဒီတန်ဖနှက်ဟာအင်မတန်ကုန်တိတ်ခါကြဆင်းသွားပါလိမ့်မယ်အဲ့တော့ချင်းကြီးဖနှက်ဆိုင်ကချုပ်တဲ့ဖနှက်ဟာအဲ့ဒီတန်အစ်စ်အမှန်ကုန်ပြီကြီးကိုပဲတွင်းတာလားဒါမှမဟုတ်မိတ်တင်မိတ်တင်ဒီပြောင်းပြန်လှုပ်ပြီးတယုတ်ကိုကွန်ဂျိုးတယုတ်ကကွန်ဂျိုးကလာချုပ်တဲ့အတုတွေလားတော့မသိပေမဲ့အဲ့ဒီတန်ဖနှက်ဒီချုပ်တယ်ဆိုတာကိုတော့သိရပါတယ်တယုတ်ကလည်းအတုလှုပ်တာဆရာတစုဘူးဗျာဟွန်း ဲ့တော့ပြောမယ်အနည်းဆုံးလောက်ကလာဆို2000မှမြန်မာတနိုင်ငံလုံးကအလုပ်သမားတို့စောင်းဝင်နေရလောက်တော့ပဲဒီကနေ့တပိတ်မောက်နေတဲ့ချမ်းကြီးအလုပ်သမားများတရားများတမှုနဲ့တန်ရာတန်ကြီးတောင်းတဲ့တိုက်ပွဲအတူရက်တီဝင်းရံချဖို့တိုက်တော့ပါလေတောင်းဆိုပါလေနောက်တစ်ခုကမနေ့ကလောက်သမားဝင်ကြီးလာသွားတယ်ပြောတယ်ဝင်းရှိန်နဲ့ဦးဝင်းရှိန်အရင်တုန်းကညွန့်ချုပ်တာအတွင်းဝင်လာ ။ဘုံမူကြီးဝင်းရှိစစ်ပြေးစစ်ပြန်စစ်ကြံစစ်ပြုတ်နေပြီပဲ။လောက်သမားတွေကရတဲ့ချွေးတွေနဲ့ဘလောက်ချမ်းသာနေပြန်ဝင်းရှိကိုမေးကြည့်ဝင်းရှိမျက်ကြော်ကိုတိပါလေ။ရန်ကုန်မှာလောက်သမားတပိတ်တိုက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်မျက်ကြော်ကျယ်နေဆိုပြီးတပိတ်တိုက်ပွဲကြီးရာနဲ့ဆယ်နဲ့ချီပြီးဆင်ရွေးခဲ့တာ။မီလာဂါရီဖနက်ဆက်ယုံကြောက်စိမ့်ဖနက်ဆက်ယုံအစရှိတဲ့တပိတ်ပိုက်ပွဲတွေမှာအဲ့ဒီကအလုံသမားတွေလူမျက်ကြော်တိပါလေ။ ဒီဗီဒီယိုလေးပြရင်ပုံသိမှာအလို့တမားရဲ့ဘဝဟာနေ့စဉ်ဘဝဟာမနမိုးလင်းမျိုးလုံးလုံးမွေးလို့9နာရီလောက်တည်းကထမင်းထချက်ကိုထမင်းချိုင်လေးကိုဆွဲပြီးဖယ်ဒီကိုကြက်ပိတ်တိတ်အောင်စီးပြီးစက်ရုံရှိကိုရောက်ခဲ့ကြတယ်စက်ရုံရှိမှာအခုတော့တပွဲကို900လောက်ရှိမြဲထင်ပါတယ်အရင်တော့ကတော့တရာပေါ့နော်ကြာတန်တုတ်ခေါက်ဆွဲတုတ်လေးကိုခတ်တုတ်တုတ်စားမြုပ်သီးမုတ်ကိုမုံနေအောင်ထက် မင်းကလေးတွေဆိုတော့အချင်းအဆက်လေးကြိုက်သေးတော့စာပြီးမနှက်စာလေးကိုဖြည့်ရှင်းအလုံးလုံးအလုံးကုန်းရုံးလုံးနေရင်စူပါလီဒါတွေရဲ့နေမဲကဆဆဲဆုံမယိုင်းခိုက်စင်မှုကိုခံရင်နေ့လေဓမင်းစားချင်ရောက်တော့လေဒီလိုပဲဓမင်းကြိုက်ထဲမှာအဖြူတဲ့ဓမင်းလေးတအုပ်တခဲနဲ့ခုနအတုပ်လေးပဲပြားလေးဝယ်စားရင်တနစ်တာဝမ်းရည်ကိုဖြတ်တန်းခဲ့ကြပါဓာတ်ဥပါလုပ်ငန်းတွင်ထဲမှာအဲ့ဒီတရုတ်စက်ယုံတွေရဲ့ ခွဲခြားဆက်ဆံမှုကြီးကြီးမားမားရှိပါတယ်။တရုတ်စစ်ရုံတွေဟာတက္ကနီရှင်ဆိုတဲ့လူတွေဒီလူတွေကိုဗမာလုံသားတွေကိုလုံးဝမပေးပါဘူး။အကယ်၍အစစ်ရုံတွေပြန်သွားရင်ဗမာရိယာခမည်တောက်ပြီးကြံခဲ့ရပါမယ်။တရုတ်စစ်ရုံကတက္ကနီရှင်ဆိုတဲ့လူတွေအလုတမားကြီးတူတူတရုတ်တွေကိုအဲယကွန်းနဲ့လိုင်းကန်းနဲ့ထားပါတယ်။တောက်ဖက်နဲ့ပြိုပြိုပြက်ပြက်တွေနဲ့ဖုန်းအမြဲတမ်းတုံးခွင့်ပေးထားပါတယ်။ဟုတ်လားမဟုတ်ဘူးလားစစ်ရုံအလုတမားတွေသိပါတယ်။ ီလိုခွဲခြားဆက်ဆံမှုကြီးနဲ့မြမလုံးတမားတွေဆိုရင်တော့မတအိမ်လာရတယ်လို့ပဲတတခါမလိမ့်နဲ့ပန်းမပန်နဲ့ဆိုရဲအချိုးမှုနဲ့ဗမာပြည်ကစစ်ယုံတွေကမြမလုံးတမားတို့ကိုကျုံပြုတ်နေတာတွေပို့ကျွန်တော်တို့ပြန်လာတဲ့တနေ့မှာပေါ့ချဆုပ်ပါမယ်ဒီနေ့ချဲ့ဤဖနက်ဆိုင်နဲ့ပတ်သက်ပြီးပြပြတသားပြောရဲလုံးတမားရဲ့တောင်းဆိုတဲ့အတင့်တင့်မြတ်တာတဲ့လောက်အားကားကိုချက်ချင်းပေးပါမပေးရင်ပေးဆက်မှုကြီးကြီးမားမားတွေရှိလာပါလိမ့်မယ် နောက်ပြီးတော့ရွှေပြည်သားဝါဒီယာစိတ်ကထရုဂါရင်လောကလာသာ6800ကိုတနေ့1000လေးပေးပါလို့တောင်းဆိုတာကိုအလုံသမားခေါင်းဆောင်ကိုအလုံထုတ်ပြတဲ့ကိစ္စချက်ချင်းပြန်ခန့်ပြီးတောင်းဆိုတဲ့တောင်းပေးပါမပေးရင်ပေးဆက်မှုတွေကြီးသွားလိမ့်မယ်နောက်တစ်ဆင့်နေမတက်ချင်ဘူးတိုက်ပွဲဆိုတာလူကြီးမဖြစ်စေချင်ဘူးညာပြည်ထဲမှာအလုပ်တွေရှားပါးနေတယ်လို့စစ်မှုထမ်းဥပဒေကြောင့်ပြည်ပကိုထွက်ပြေးလို့ အလုတ်သမားရှားပါနေတဲ့အချိန်မှာကျွန်တော်တိုက်ပွဲမခေါ်ခြင်းဒီနေရာမှာချမ်းရီကိုပြင်းပြထန်ထန်သတိပေးတယ်တင်းနေမြတာလေလောက်ခလဆောင်ကိုပေးပါအလုတ်သမားတွေကိုခွဲခြားဆက်ဆံမှုလုံးဝမလုပ်ပါနဲ့တောင်းဆိုတဲ့အလုတ်သမားကိုယ်စလဲတွေကိုအလုတ်ကထုတ်ပြစ်ခြင်းခွဲခြားဆက်ဆံခြင်းလောက်ခဲ့မယ်ဆိုရင်ဒီကာလမှာတော့ခဏနောက်တစ်ချိန်မှာ ပိဆက်မှုတွေကြီးလိမ့်မယ်ပိဆက်မှုတွေကြီးလိမ့်မယ်လို့ဒီညကစက်ယုံအလုတ်ယုံတွေကိုကျွန်တော်ခက်ကြက်ကြက်သတိပေးရင်ကျွန်တော်ဗီဒီယိုကိုကြည့်တော့သူများမှချမ်းရည်ဖလက်စက်ယုံနှစ်တကွာမြန်မာပြည်လုံသမားတုချွေးပြီးတော့ဝါဒီယာစက်ယုံက true garden ကိုစိစက်ယုံအလုံသမားများနှစ်အတုဝိညာဉ်ကြပါနောက်တစ်ချက်ကဘလို့ဝိညာဉ်မြင်ရ Facebook စာမျက်နှာတွေမှာ ချမ်းရည်ဖနှက်ဆက်ယုံ true garing cause ဆက်ယုံအောင်မြင်ပါစေလို့လောက်ရေးပြီးဒီတိုက်ပွဲအတော်တာသွားပါမယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့လူကြီး90ရာခိုင်နှုန်းတော့ဟာအလုံသမားများဖြစ်ကြပါဒါ sorry 33ရာခိုင်နှုန်းတော့ဟာအလုံသမားများဖြစ်ကြပါတယ်မိသားစုပါအပါ50ရာခိုင်နှုန်းနီးပါးရှိပါတယ် ။တမ်းမြေလူကြီးတဝက်နီးပါးဖြစ်တဲ့အလုံသမားတို့ကိုအုပ်ချုပ်သူတွေအစိုးရတွေရဲ့ကြည့်ဖို့လိုအပ်တယ်။အားပေးဖို့လိုအပ်တယ်။ပခုံးနဲ့ထန်းတင်ပေးဖို့လိုအပ်တယ်။အလုံသမားတို့ဆိုတာလေ။နေ့စဉ်လောကလဆာတတတတလေးနဲ့တရုတ်ထယ်လေးတွေဝစ်ပြီးပျော်နေရှာရတဲ့ဘဝမလောက်လွန်းလို့တန်ရာတန်ကြီးတောင်းတာပါ။ ကောင်းတာကိုရရင်ရမရရင်တော့ရှိုင်းရင်တပိတ်အောင်မြင်ရမယ်အလုံးသမားတို့သွေးစည်းမြင်ညွတ်ကြမတရားမှုမှန်သမျှအလုံးသမားတို့ညီညွတ်မှုနဲ့ရိုက်ချိုးကြလို့ပြောရင်ကပအဖိနိခံလူဒန်းစားအလုံးသမားများတို့ရင်အတုတိုက်ပွဲဝင်ပြီးတောင်းဆိုပါတယ်အဲ့ဒီနဲ့ဖနှက်စိတ်အဲ့ဒီနဲ့ကုန်ပြီးပိုင်ရှင်အဲ့ဒီနဲ့ဖနှက်စီးနေတော့ ကဘာကြော်ကြီးများကျွန်တော်တို့ချွေးတွေတွေးတွေနဲ့ဂုံသွေးစုံပြီးချုပ်ထားတဲ့ချုပ်ရိုးတွေခံရလားငုတ်ကြည့်ပြီးပါယေရှုတပါ